မင်္ဂလာပါရှင် MNBC 2025အချောင်းဆွေးနွေးတင်ဆက်ပေးနေတဲ့အစီအစဉ်ကနေပရိသတ်အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့ကျွန်မတို့နဲ့အတူအဆောက်အအုံဆိုင်ရာကျွမ်းကျင်သူအင်ဂျင်နီယာတဦးကို ATW Construction Engineering Group မြိတ်မှထပ်မံဖိတ်ခေါ်ထားပါတယ်ရှင်မင်္ဂလာပါကိုဟုတ်ကဲ့မင်္ဂလာပါညီမ rigid diaphragm condition ဆိုတာဘယ်လိုလဲရှင် rigid diaphragm ကိုဘယ်လိုသတ်မှတ်လို့ရပါသလဲအကို အဲ့ဒါက engineer design မှာအရေးကြီးတဲ့အပိုင်းပဲ concrete ကျန်းပင်တွေနဲ့ concrete ထည့်ထားတဲ့တတုပြကျန်းပင်တွေအတွက်ဒီလိုသတ်မှတ်ချက်ကိုသုံးတယ်ဒီလိုကျန်းပင်တွေကို rigid diaphragm လို့သတ်မှတ်ဖို့အတွက်အချက်နှစ်ချက်နဲ့ပြည့်စုံရပါမယ် span to depth ratio က3ဒတ်မကျော်လွန်ရပါဘူးအဆောက်အုံတစ်ခုလုံးမှာအလျားလိုက်ပုံမမှန်မှုများ horizontal irregularities လုံးဝမရှိရပါဘူးဒီအချက်နှစ်ချက်နဲ့ကိုက်ညီမှသာ ေးတိုက်ဝန်းတွေကိုခံနိုင်ရရှိတဲ့ rigid diaphragm ယူဆပြီးတွက်ချက်နိုင်မှာညီမ flexible diaphragm နဲ့ rigid diaphragm စီကန်းချက်တွေနဲ့မကိုက်ညီတဲ့ကျန်းမြင့်တွေကိုရောဘလို့သတ်မှတ်လဲအကိုအဲ့ဒီလိုအခြေအနေနဲ့ခုလုံးနဲ့မကိုက်ညီတဲ့ကျန်းမြင့်တွေကိုတွက်ချက်ထားဖို့ပြောပြအောင်ဒီကျန်းမြင့် calculated flexible diaphragm condition အဖြစ်သတ်မှတ်နိုင်ဖို့အတွက်အဓိကစီကံချက်တစ်ခုကိုစစ်ဆေးရမှာဖြစ်ပါတယ်။ jamming အလျားလိုက်ဝင် lateral mouth ကြောင့်တွက်ချက်ရရှိလာတဲ့ maximum implant deflection tempo ဟာ ကက်လျက်ရှိတဲ့မြင်းကလေးရဲ့နိုင်ခံစနစ်ရဲ့ vertical elements များရဲ့ average story drip ရဲ့နှစ်စားထက်ပုံများနေဖို့လိုအပ်ပါလေဒီတွေ့ချက်မှုအတွက်အသုံးပြုရမယ့်ဝန်များကိုတော့ပုံမှန်3.4.8မှာပြဋ္ဌာန်းထားတဲ့အတိုင်းအသုံးပြုရမယ်ညီမအစောက်အုံတွေကို irregular and regular classification ဆိုပြီးဒီလိုအမျိုးအစားခွဲခြားတာဘာပေါ်မှာအခြေခံပြီးလိုရတာလဲရှင်အစောက်အုံတွေကိုဒီအပိုင်းမှာပါတဲ့စံတတ်မှတ်ခတ်တဲ့အပေါ်အခြေခံပြီး ပုံမှန် regular ဒါမှမဟုတ်ပုံမှန်မှန် irregular အထက်ခွဲခြားသတ်မှတ်ရမယ်ဒီအမျိုးအစားခွဲခြားခြင်းကိုအဆောက်အအုံရဲ့အလျားလိုက် horizontal နဲ့ downlight vertical ပုံစံများအပေါ်မူတည်ပြီးလှုပ်ဆောင်ရမယ်ညီမ horizontal irregularity အလျားလိုက်ပုံမှန်မှန်ဘူးဆိုတာဘလို့အခြေအနေမျိုးကိုပြောတာပါလဲရှင်ဘလို့အဆောက်အအုံတွေကိုပုံမှန်မှန်ဘူးလို့သတ်မှတ်ပါတယ်အကို CR 3.4.9ကိုကြည့်လိုက်ရင်အဲ့ဒီမှာပုံမှန်မှန်မှုအမျိုးအစားတွေဖော်ပြထားတယ် အဆောင်အုံတစ်ခုကအဲ့ဒီဇာတ်မှာဖော်ပြထားတဲ့ပုံမှန်မှုအမျိုးအစားတွေကတစ်ခုခုဒါမှမဟုတ်တစ်ခုထက်ပိုပြီးရှိနေတယ်ဆိုရင်အဲ့ဒီအဆောင်အုံကို horizontal structural irregularity ရှိတယ်လို့သတ်မှတ်ရမယ်အဲ့ဒီလိုပုံမှန်တဲ့အဆောက်အုံလေးကိုဇယား3.4.9မှာဖော်ပြထားတဲ့ seismic design categories သတ်မှတ်ပေးပြီဆိုရင်အဲ့ဒီဇယားထဲမှာရည်ညွှန်းထားတဲ့လိုအပ်ချက်အလုံးကို design မှာတိတိကျကျလိုက်နာဆောင်ရွက်ရမှာဖြစ်တယ်။ horizontal irregularity အကြောင်းသိပြီဆိုတော့ vertical irregularity downlight ပုံမမှန်မှုဆိုတာဘလို့အခြေအနေမျိုးလဲရှင် vertical irregularity ကိုဆုံးဖြတ်ဖို့အတွက်တော့ဇယား3.4.10ကိုကြည့်ပြီးအဆောက်အုံတစ်ခုမှာအဲ့ဒီဇယားတွေကပုံမမှန်မှုအမျိုးအစားနေတဲ့ကတစ်ခုခုဒါမှမဟုတ်တစ်ခုတည်းပေါ်ပြီးရှိနေတယ်ဆိုရင်အဲ့ဒီအဆောက်အုံကို vertical irregularity ရှိလေလို့သတ်မှတ်ရမယ်အဲ့ဒီလိုအဆောက်အုံတွေကိုဇယား3.4.10မှာဖော်ပြထားတဲ့ science meet design categories တတ်မှတ်ပေးခဲ့မယ်ဆိုရင်အဲ့ဒီဇယောက်မှာရည်ညွှန်းထားတဲ့လိုအပ်ချက်တွေကိုမဖြစ်မနေလိုက်နာဆောင်ရွက်ရမယ်။ဒါမှသာငလျင်တန်းကိုခံနိုင်ရည်ရှိတဲ့ design kit မှညီမ particle irregularity နဲ့ပတ်သက်လို့ခြွင်းချက်တွေများရှိလားအကိုခြွင်းချက်နှစ်ခုရှိပါတယ်။ပထမခြွင်းချက်ကတော့ဇယား3.4.10မှာ B1A, B1B, ကမမဟု B2 အမျိုးအစားပုံမမှန်မှုတွေအတွက်ဖြစ်တယ်။ဒီပုံမမှန်မှုတွေဟာပထမချက် design အလျားလိုက်ငလျင်ဝင်အောက်မှာ MIDI Story Drift Ratio မှာ၎င်း၏အပေါ်ဆုံးအထက်ရဲ့ရွေးလျားမှုအချို့ရဲ့130ရာခိုင်နှုန်းထက်ပိုမများတဲ့အခါဒုတိယချက် Story Drifts ဒီကိုတွက်ချက်ရမှာ Torsional Effects ကိုထပ်တွင်းစဉ်းစားဖို့မလိုအပ်တဲ့အခါတတိယချက်အဆောက်အုံရဲ့အပေါ်ဆုံးနေထက်အတွက် Story Drift Ratio ဆက်နွယ်ချက်ကိုအကဲဖြစ်ဖို့မလိုအပ်တဲ့အခြေအနေတွေနဲ့ပြည့်စုံရင်တက်ရောက်မှုမရှိပါဘူးဒုတိယချွင်းချက်ကတော့ MIDI ငလင်းဒီဇိုင်းအမျိုးအစားပဲဖြစ်ဖြစ် တထက်အဆောက်အုံတွေဒါမှမဟုတ် seismic design categories B C D တက်မှတ်ထားတဲ့နှစ်ထက်အဆောက်အုံတွေက B1A B1B နဲ့ B2 အမျိုးအစားပုံမှန်မှုတွေကိုလုံးဝထည့်သွင်းစဉ်းစားလျက်မလိုတဲ့အဆောက်အုံတွေပဲညီမအခုလိုအသေးစိတ်ရှင်းပြပေးတဲ့အတွက် ADW Construction Engineering Group မြစ်ကအကိုကိုရောအစီအစဉ်ကိုကြည့်ရှုနားဆင်ပေးကြတဲ့ပရိသတ်အားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်ဒီနေ့အစီအစဉ်လေးကိုဒီမှာပဲရပ်နားလိုက်ပါမယ်ရှင် နောက်တစ်ခေါက်မှာလဲ MNBC 2025အပိုင်း3ရဲ့အခန်းခွဲ3.4ရဲ့ကြန့်ရှိသောစိတ်ဝမ်းစားဖွယ်အကြောင်းအရာတွေနဲ့ပြန်လည်ဆုံတွေ့ကြပါမယ်။အားလုံးပဲပျော်ရွှင်သောနေ့လေးဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါရရှင်။